တနင်္သာရီတိုင်းဒေသချင်းလောင်းလုံမြို့နယ်ကြောင်ရွင်ကျင်းရွာအနီးမှာရှိတဲ့စင်တောက်ပင်လယ်ကမ်းခြေမှာဝေလငမန်းသုံးကောင်တောင်တင်တည်ဆုံသွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။နိုဝင်ဘာ16ရက်နေ့မနက်ပိုင်းအချိန်ကအဆိုပါစင်တောက်ကန်းကြီးမှာဝေလငမန်ဒေတာအခေါ်ဝါစီပြော့၃កောင်တောင်တင်တည်ဆုံနေတာကိုတွေ့ရှိခဲ့ရကြောင်းနဲ့အဆိုပါဝေလငမန်၃កောင်မှာပြင်ပတရားကြီးကြီးမားမားမတွေ့ရကြောင်းဒေတာကန်တေဟုကပြောပါရယ် အရွယ်အစားကတကောင်က28ပေလောက်ရှိတယ်နောက်ထပ်နှစ်ကောင်က10ပေကျော်ကျော်လောက်ရှိတယ်ငါးဖန်းလေတစီက၅ဖန်းပိုက်ဆွဲလာရင်ကန်းချေဘက်ကိုပါလာတာလို့ပြောကြတယ်ရေထဲကိုပြန်မချပေးကြလို့တောင်တင်ပြီးတည်ဆုံးခဲ့ကြတာလို့သိရပါတယ်လို့၎င်းကဆက်လက်ပြောပါတယ်အဆိုပါဝီလငမန်းတွေဟာလောင်းလို့မျိုးနဲ့အတွင်းမှာရှိတဲ့စင်းတောက်ကန်းချေတရောကန်းချေနဲ့ဖိုးဖိုးကြောက်ကန်းချေတွေမှာနှစ်နှစ်ကိုတစ်ကြိမ်ကပေါ်လာတဲ့လိရှိကြောင်းလဲဒေတာကန်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ် ီးခဲ့တဲ့2021ခုနှစ်နဲ့2022ခုနှစ်အတွင်းကလည်းတနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပလောမြို့နယ်ကြောက်ကာကျေးရွာနဲ့ကျွန်းစွမြို့နယ်သဲတန်းကျေးရွာအနီးပင်လယ်ကမ်းခြေတွေမှာဝေလငမန်းတချို့တောင်တင်းသေဆုံးမှုရှိခဲ့ကြောင်းလည်းဒေသခံတွေထံကသိရပါတယ်။ဝေလငမန်းတွေဟာငမန်းမျိုးနွယ်ဝင်ဖြစ်ပြီးအလွန်ရှားပါးပြီးမျိုးသုံးလူနေပါအနေရရှိနေတဲ့မျိုးစိတ်ဖြစ်တဲ့အပြင်တက်တန်းအရင်ဆုံးငမန်းမျိုးစိတ်ဖြစ်ကြောင်းဝေလငမန်းတွေဟာ46ပြည်အထိရှေးလျားနိုင်ကြပြီးအလေးချိန်12တန်ခန့်အထိ ြီးထွားနိုင်ကြတဲ့အတွက်ကမ္ဘာပေါ်မှာရှိတဲ့ငါးမျိုးစိတ်တွေအားလုံးမှာအရင်အစားအကြီးမားဆုံးငမန်းမျိုးစိတ်ဖြစ်တယ်လို့သိရပါတယ်။အဆိုပါဝေလငမန်းတွေဟာပင်လယ်သမုဒ္ဒရာတွေရဲ့အပူပိုင်းနဲ့အပူရော့ပိုင်းရေပြင်တွေမှာကျန်းစားလေးရှိပြီးမြန်မာထိုင်းအင်ဒိုနီးရှားအိန္ဒိယနိုင်ငံတွေနဲ့ထိစပ်နေတဲ့အက်ဒမန်ဆီမှာအများဆုံးကျန်းစားကြကြောင်းနဲ့မြန်မာနိုင်ငံမှာတနင်္သာရီကန်ယူရန်ဖိတ်ကျွန်းစုအပါအဝင်မြမပင်လေပင်နဲ့ကန်ယူရန်ဒေသတွေမှာတွေ့ရှိရလေရှိရလို့သိရပါတယ်။ အဆိုပါဝေလငမန်းတွေဟာမျိုးသုံးလူနေပါအနေရရှိတဲ့မျိုးစိတ်အဆင့်အဖြစ်တဘာဝထိန်ထိန်ဆောက်ရှောက်ရေးပြည်ပဆိုင်ရာတမကက2016ခုနှစ်ကစတင်သတ်မှတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ